လိုင်းသားမျိုးနယ်ကဗီတိုရီယာဂုံတိုက်ကိုတရားဝင်ပိတ်သိမ်းပြီးအလို့သမားတွေကိုဒီဇင်ဘာလ9ရက်နေ့ကနင်နာကျေးတွေထုတ်ပေးလိုက်ပါတယ်။ဥက္ကသတင်းပေးပို့ထားပါရရှင်။ဗီတိုရီယာဂုံတိုက်မှာအလို့သမား250နေပါရှိပြီးလိုင်းသားမျိုးနယ်ကအလို့သမားရုံးမှာဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကနင်နာကျေးတွေထုတ်ပေးနေတာပါ။ကုန်တိုက်ကိုပိတ်သိမ်းတဲ့နေရာမှာပိုင်ရှင်ကတိကျတဲ့အကြောင်းပြချက်မပေးခဲ့ပေမဲ့အလုပ်သမားဝန်ကြီးဌာနကလက်ခံခဲ့တယ်လို့သိရပါဗျ။ကုန်တိုက်ပိတ်သိမ်းခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ ခေါ်ယူသွေးဆောင်ခြင်းလည်းမရှိပါဘူးဆွေးနွေးခြင်းလည်းမရှိပါဘူးညှိနှိုင်းခြင်းလည်းမရှိပါဘူးတို့စာကတ်ရင်ပြီးတယ်ဆိုတဲ့အတိုင်းအတာတစ်ခုလောက်နဲ့ဥပဒေလွတ်စီးပွားလွတ်ဘောင်းလွတ်သွားပါအလုံရှင်နေတာပေါ့အော်အသက်ကြီးနေအလုံရှင်ဒေါ်ဆန်းဆန်းကြီးရဆိုအသက်ကြီးပြီးတော့လုပ်ငန်းခိုင်ရနေစိတ်ဖြစ်စီမှုမလုံနိုင်တဲ့အတွက်လုံချုံရရအသက်ရွယ်ရဟောပေါ့လုံချုံမှုမရှိတော့အတွက်ကုံလိုက်ကို6ရက်စက2015မှာပိတ်သိမ်းပါပြီလို့စတင်တာအဲ့ဒါကိုကောက်ချက်ချခြင်းအဖြစ်လုံငန်းရှင်နေအရှုံးပေါ်လို့ ဒီလုပ်ငန်းကိုရပ်ဆိုင်းရမှာမဟုတ်ဘူးဝန်ထမ်းတွေဖြစ်လို့ဖြစ်စီ လုံးလုံးမို့ဒီလုပ်ငန်းရပ်ဆိုင်းရတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ခံစားခွင့်ကလောက်တက်နှစ်တက်ပေါ့ခံစားခွင့်အနေနဲ့အပြင်ဒါအပြင်ပို့ပြီးတော့ရတဲ့နယ်လို့ကျွန်တော်တို့ထင်တယ်အလုပ်ရစဲခံရတဲ့အလုပ်သမားတွေထဲမှာလောက်တက်6လောက်အောက်သာရှိလို့နင်းနာကြီးလုံးဝမရတဲ့အလုပ်သမား29ဦးပါဝင်ပါတယ် လုံထုံနှင်းနာကြီးတွေထုတ်ပေးတဲ့နေရာမှာတော့ဥပဒေကသတ်မှတ်ထားတဲ့အတိုင်းတိတိကျကျလှုပ်ဆောင်ပေးပါတယ်လို့ဗစ်တိုးရီးယားဂုံတက်ရဲ့အလုသမားခေါင်းဆောင်တွေကပြောပါတယ်ဒီဥပဒေအရထုတ်ထားတဲ့အတိုင်းပဲဥပဒေထုတ်ထားတဲ့အတိုင်းပဲဆိုတာက6လအောက်ပြီဆိုရင်အခု29ယောက်ရှိတယ်အဲ့29ယောက်ကဇော်ကြီးလုံးလုံးမရတဲ့29ယောက်အကြံတဲ့လူတွေကတော့6လအထက်ရှိတဲ့လူတွေကတော့သူကနှစ်လိုက်နှစ်လိုက်နဲ့ဇော်ကြီးပေးသွားမှာပေါ့အခုဆိုလို့ရှိရင်ခုနဝင်ပြီးဖြည့်ရှင်းပြီးသွားတဲ့အတိုင်းဆိုတော့ဥပဒေပါအတိုင်းညင်ညွတ်ရှိပြီလို့ပြောလို့ရပြီပေါ့ကွယ် ီကုန်တိုင်းမှာအမျိုးသမီးအလုပ်သမား200နီးပါးရှိပြီးအများစုဟာနေမျိုးတွေကလာရောက်လုံလုံကင်ကြတာပါဗီဒိုရီယာကုန်တိုက်အလုပ်သမားတွေဟာအလုပ်သမားအခြေခံရပိုင်ခွင့်တွေအတွက်ပြီးခဲ့တဲ့အောက်တိုဘာလကလည်းဆန္ဒပြခဲ့ကြပြီးအဲဒီတုန်းကပြည်လည်မှုရခဲ့ပါတယ်ကျွန်တော်အာကာပါခင်ဗျာ